DNS နဲ့လမ်းမရဲ့လမ်းစွမ်းပြမှုတွေနဲ့လမ်းကြောင်းမှန်ပေါ်ကိုပြန်ရောက်လာတဲ့ဂိမ်းမှုများပရိသတ်အားလုံးမိသားများရွှေရောအိုင်ဘတ်ခွန်ရှေကော online အချင်းကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ဂိမ်းမှုတို့ကတော့ကိုအောင်သူများစီယုံကောင်းဆောင်ဖိကနေရုတ်တရက်နှုတ်ထွက်ပြီးကိုအောင်ပွဲကိုကြိုကြလေးလို့စီလွှဲပြောင်းပေးရလိုက်ပြီဖြစ်ပါရင်အပတ်တိုင်းကိုအောင်နေတဲ့ဂိမ်းမှုတို့မူပြောင်းသွားခဲ့ပြီးထူးထူးခြားခြားကိုပြန့်နိုင်ပွဲတွေပါရရလာတာဖြစ်ပါရင် အဆင်း6နေရာကဆန္ဒလမ်းကိုနိုင်ခဲ့တာဆိုတော့ဂေမူတို့အတွက်ကိုတန်အဆင်းမင်းတဲ့နေရာကအသင်းကိုနိုင်တာမို့စိတ်သက်ခွန်အားတက်ကြွစရာဖြစ်နေမှာသိကြပါရင်အနိုင်ရလက်ကားရင်ပြောစရာဖြစ်နေရုံနဲ့မကကစားကွက်ကလည်းကောင်းကစားမတိုင်းကလည်းခြေစွမ်းပြဆိုတော့ဂေမူတို့ရဲ့နိုင်ပွဲကဘာလို့သေးလို့လဲဦးကြီးရဲ့လိုဟန်ပပနဲ့မေးလိုက်ရုံသာရှိလာဖြစ်ပါရင် ဖျားများလုံးလုံးအထုတ်ခင်ရဖို့လလုံးစားလောက်ပဲလူတော်တဲ့အမော်ရင်အတွက်လည်းဒီနိုင်ဝဲကများစွာအေးပါမှာဖြစ်ပါရင်စကောဂိုးပေါင်းဆက်တွေ့ခဲ့တာမေစင်ပေါက်တပွဲလုံးခြေစွမ်းပြခဲ့ပြီးဂိုးပါရခဲ့တာကအပြော်ပေါ်ပြောဆင်းနေခဲ့တဲ့ခိုက်တန်နေဖြစ်ပါရင်လက်စမန်ကတော့ဂိမ်းမှုလို့ဂိုးပေါင်းကိုရှယ်ဆောက်ရှောက်ပေးမဲ့ကုသမမျိုးပါပဲ။အော်နော်ဗာရင်ဒီယားရဲ့ခေါင်းတိုက်ခံရတဲ့ဂိမ်းဖန်တွေကြောင့် NMS ကြောင့်အကောင်းပြန်လည်လာနိုင်ခဲ့ပြီဖြစ်ပါရင်တပွဲလုံးလက်စွမ်းကောင်းကောင်းပြခဲ့သလိုအမြင်မောတက်ဆွဲရတာမှလည်းဘင်းဒီယားထက်အများကြီးစိတ်ချတာအမှန်ပါပဲ။ ။အော်နာလိုလည်းရောက်ပါကြဲဦးမတိုက်တတာမှာဂိဖန်တွေအတွက်စင်ရေးစရာကုသမတယောက်ရလိုက်ခြင်းပဲဖြစ်ပါရင်အာမန်နဲ့အမ်မိုတို့အတွဲကလည်းရှေးပွဲတွေလိုမဟုတ်ပဲနဲ့အခြေဆန်များကြည့်မိလာခဲ့ပြပါရင်မေဆင်ဘောက်ကလည်းသူ့ကိုဘာလို့အမော်ရင်ဒီလောက်ထိကြိုက်နေရလဲဆိုတာကိုထပ်မံတက်တယ်ပြသွားခဲ့ပါရင်တပွဲလုံးမောင်းနေကစားနိုင်ခဲ့ပြီးတကယ်ကိုရေသွေးပြေးသွားတဲ့ကစားမမျိုးဖြစ်ပါရင်တရားပဒနာသာကင်းစင်းနေမယ်ဆိုရင်အသင်းအတွက်အများကြီးအားကိုးရမှာဖြစ်ပါရင်ဒီနိုင်ဝဲဟာရလက်အဖင်ရောခြေစွမ်းအဖင်မှာဘက်ဘက်ကနေဂိမှုတို့အတွက်အပေါင်းလက္ခဏာဆောင်နေနိုင်ဝဲပဲဖြစ်ပါရင်ပွဲထွက်လို့ရှင်မှာဂိမှုတို့ဟာဆက်ကိုကိုတောင်းတင်ကစားလာခဲ့ပြီးတောင်းဝဲမှာ ်မေဆယ်မောင်အမ်မူမိုနဲ့ဝင်ရန်ခဲ့ပါတယ်ကိုလည်းမှာတော့အာမတ်ကက်စမဲရိုဘရူနိုဒါလာလို့ရှိနေခဲ့ပြီးကန်စစ်မှာတော့ရိုရိုဒီလစ်ရှော့ဂိုဒမလက်စမန်တို့ကိုတုံးဆွဲလာခဲ့တာဖြစ်ပါတယ်ဆန်နာလန်ကတော့ချာထရာဝေးတို့အစားရှိတဲ့အဓိကကစားမတွေကိုတုံးဆွဲလာခဲ့တာဖြစ်ပါတယ်ပွဲစားကလေးကဂေမိုးတို့ချွဲထောင်တိုက်စစ်စင်နိုင်ခဲ့ပြီးဂိုသွင်းကွင်းတွေလည်းဖန်နေနိုင်နေခဲ့တာပါပွဲရင်ရှင်းနေပါရင် MO ရဲ့ကန်နေပေးမှုကိုမောက်ကတစ်ချက်တင်းကတောက်တဲ့ကိုအပိုင်ကန်ထည့်ပြီးဂိမ်းမိုးတို့အတွက်ဥဆောင်ကိုစတင်သွင်းပေးခဲ့ပါရင် ပွဲချိန်မိနစ်90မှာတော့အာမဲကန်ချက်ကောင်းမွန်ခဲ့ပေမယ့်ဆန်လန်ကုလမပုတ်ထုတ်ကကာဝယ်နိုင်ခဲ့ပါရင်ပွဲချိန်90မှာတော့အာမဲနဲ့တွေ့လုံးကနေအမွေကန်ချက်ကောင်းခဲ့ပေမယ့်ဆန်လန်ကုလမ ထပ်မံကာဝေးခံခဲ့ပါရင်ပွဲချိန်နဲ့14မိနစ်မှာတော့ဘရူနိုရဲ့အပိုင်ကန်ချက်ကောင်းခဲ့ပေမဲ့တိုင်းထိတွက်ခဲ့တာကနေမျိုးဆရာပါပွဲချိန်မိနစ်30မှာတော့ဂင်မှုတို့ဥဆောင်ကိုထိရခဲ့ပြီးလက်ပြပေါ်မြောင်းတင်ပေးမှုကနေဆက်ကိုကခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါရင်ဒီဘက်မှာကုသမလန်စမန်ရဲ့ဘောက်စ်ကွန်မန်းကလည်းကောင်းသလိုခေခန့်စီကစားမတွေကလည်းအမှားနှင်းလာတာကိုမြင်တွေ့ခဲ့ရပါရင်ပရိုင်းမှာကိုပြတ်နိုင်နေခဲ့တဲ့ဂင်မှုတို့ဟာဒုတိယပိုင်းမှာလည်းအကောင်းဆုံးကစားသွားနိုင်ခဲ့တာဖြစ်ပါရင်ဒီတိုင်းဝဲဟာဂင်မှုတို့အတွက်2023ခုနှစ်ဩဂတ်စ်လနောက်ပိုင်းပရီးမီးယားလိဂ်အင်္ဂလန်မှာပရောင်းဆုံးအကြိမ်၃ပွဲဆက်နိုင်ခဲ့တာဖြစ်ပါရင်ဟုတ်ကဲ့ပါမြောင်း view လေးကတော့ပါပဲ ။နောက်နေ့မှာလည်းအင်္ဂစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ။